မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့အမ်ပန်ရှိနေမှာပြန်ပေးဆွဲခံရပြီးပျောက်ဆုံးနေတဲ့ဒေါ်သူဇာမောင်တို့မိသားစုကိုလက်နေကြော်ကြမှာအောက်တိုဘာ18ရက်နေ့မှာဖမ်းဆီးထားကြောင်းစစ်ကောင်မရှင်ကသတင်းထုတ်ပြန်ထားပါရယ်ဒေါ်သူဇာမောင်ဟာမလေးရှားနိုင်ငံခြေဆိုင်မြန်မာမွတ်စလင်ရက်ဖျူဂျီအဖွဲ့အစည်းကိုတီထောင်သူဖြစ်တယ်လို့မြန်မာပြည်မှာစစ်တပ်အာဏာသိမ်းပြီးနောက်ရဲစစ်သားနဲ့စီရင်ပြုတ်လုပ်ပြီးမလေးရှားရောက်ရှိလာသူတွေကို တရားဝင်နေထိုင်ခွင့်ဒုက္ခသည် UN ကရရှိရေးအတွက်ကြိုးပမ်းဆောင်ရွက်ပေးသူလည်းဖြစ်ပါတယ်။ဒါ့အပြင်ဒေါ်သူစာမောင်ဟာမြို့သားညီညွတ်ရေးဆိုရာ NUG ရဲ့ဝင်းကြီးတချို့နဲ့ရင်းနှီးသူဖြစ်ပြီးမျိုးဥတော်လည်းရေးမှလည်းရမုံငွေရှာဖွေပေးတာတွေကြောင့်မြေသားမျိုးနယ်တရားရုံးမှာအကြမ်းဖက်ပုံမှန်52ကကြီးမြင်းဆောင်ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်9တင်းနှစ်နဲ့2023ခုနှစ်မှာတရားစွဲဆိုထားပါတယ်။ ဒေါ်သူဇာမောင်တို့မိသားစုကိုလွန်ခဲ့တဲ့2023ခုနှစ်ဇူလိုင်လနေ့ရက်နေ့မှာ၎င်းတို့နေထိုင်တဲ့နေမှာအမည်မသိမျိုးသားတစုကပြန်ပေးဆွဲခဲ့တာဖြစ်ပြီးအဲ့ဒီပြန်ပေးဆွဲသူတွေဟာစစ်ကောင်မရှင်ပါဝင်ပတ်သက်မှုရှိနိုင်တယ်လို့မလေးရှားခြေဆိုင်မြန်မာအဖွဲ့အစည်းစီကသိရပါဗျ။မလေးရှားကသူ့နေအိမ်ကနေပြန်ပေးဆွဲသွားတာပါမြန်မာပြည်ထဲကိုပြန်ဝင်တာမျိုးလုံးဝမဟုတ်ဘူးစစ်ကောင်မရှင်ကပြန်ပေးဆွဲတာလို့ပဲမြင်နေတယ် တက်တဲ့အတိကြတော့မပြနိုင်မိမဲ့ကောက်ချက်ချလို့ရတဲ့အချက်လက်တချို့တော့ရှိပါတယ်လို့မြန်မာ Affair Alliance ကဦးစိုးထက်သိန်းက ARD Times ကိုပြောပါရယ်ဒေါ်သူစာမောင်တို့မိသားစု ပြန်ပေးဆွဲခံရမှုမတိုင်ခင်တပတ်ကျော်ကလေးကမောင်ဝမ်းကွဲတူလည်းပြန်ပေးဆွဲခံရတယ်လို့၎င်းကဆက်လက်ပြောပါရယ်မလေးရှားရောက်မြန်မာ့ຫນွေဦးတွန်လည်ရေးမှပါဝင်လှုပ်ရှားသူတချို့ကဒေါ်သူစာမောင်ဟာစီရီယံဝန်ထမ်းနဲ့တွန်လည်ကမ်ပိန်းရမုံငွေရှုပ်ရှင်းကိစ္စကြောင့် မြမပြည်ကိုတရားဝင်နှမ်းကြောင်းကနေခိုးဝင်နေထိုင်ပြီးမှစစ်ကောင်မရှင်ရဲ့ဖမ်းဆီးခံရတာဖြစ်တယ်လို့ဆွဆွဲထားသူတွေလည်းရှိနေပါတယ်။ဒေါ်သူစာမောင်က NUG ရဲ့အလို့သမားဝင်ကြီးနဲ့အကောင့်ထဲပေါ်ဖို့လုပ်တဲ့လုပ်ငန်းတွေရှိတယ်။အသေးစိတ်ကိုမပြောပြတော့ဘူး။အဲ့ဒီမှာမြမရေးစီကမမကြီးယူရာတွေရှိတယ်။နောက်ပြီးတော့လည်း PDF campaign လုပ်တဲ့မြမရေးတော်လိုင်းအစဆိုတော့အတော်လေးပါဝင်ကြတယ်။ CDM တွေလည်း UN ကတ်တွေဆောင်ရွက်ပေးမယ်ဆိုပြီးငွေကြေးယူထားတာလည်းမနေဘူး ငွေများကြီးရထားတဲ့အဲ့ဒီငွေကိုယူပြီးခြေရဖျောက်ပြီးမြမပြည်ဘက်ခိုးဝင်သွားတာမြမပြည်ရောက်မှဖမ်းခံရတာဒါပေမဲ့အစကစကခုမှထုတ်ပြန်ရတာလည်းမစင်စားတတ်ဘူးလို့မလေးရှားရောက်လူတွန်လိုင်းလှူရှားသူတူက ARD Times ကိုပြောပါရယ်ဒေါ်သူစာမောင်ပြန်ပေးဆွဲခံရတာဟာဘဲပွဲစည်းဖြစ်တာကို မသိရှိရပေမဲ့စေကောမရှင်နဲ့ပတ်သက်ပါဝင်နိုင်တယ်လို့နောက်ထပ်မလေးရှားခြေဆိုင်မြမအဖွဲ့အစည်းတစ်ခုကတာဝန်ရှိသူတူကလည်းသုံးသပ်ထားပါရယ် သူတို့မိသားစုကိုတော့ကားနှစ်စီးနဲ့ခေါ်သွားတာအမှန်နဲ့ဘသူဘဲဝါဆိုတာမသိဘူးစကားစဘက်ကလူတွေဖြစ်မယ်စကားစကလာဖန်းတာဖြစ်မယ်ခေါ်သွားတာလည်းအောက်လန်းပဲဖြစ်မယ်အပေါ်လန်းဆိုရင်လာဝကကဖြတ်ရမှာမလွယ်ဘူးလာဝကမှာနာမည်ရှာတာမရှိဘူးမဟုတ်ရင်စစ်သည်မောနဲ့ဖြစ်မယ်လို့မြမအဖွဲ့စည်းတစ်ခုကတာဝန်ရှိသူတူက ARD Times ကိုပြောပါရယ်ပြန်ပေးဆွဲခံရပြီးနောက်ဒေါ်သူစာမောင်ဟာမြမပြည်မှာရှိနေတာဟာမှန်ကန်ပြီး ၎င်းဟာစစ်ကြောရေးမှတည်ဆုံကြောင်းသတင်းတွေထွက်ပေါ်နေသလိုစစ်ကောင်မရှင်အနေနဲ့လည်းနှစ်နှစ်ကြာမှထုတ်ပြန်တဲ့အတွက်စဉ်းစားစရာဖြစ်တယ်လို့၎င်းကဆက်လက်ပြောပါရယ်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစောင့်ကြည့်ရေးဖွဲ့ HRW ရဲ့ထုတ်ပြန်ချက်မှာတော့မြန်မာဒုက္ခသည်ရေးတက်ကြွလှူရှားသူတို့သူစာမောင်နဲ့မိသားစုမှာပြန်ပြီးဆွဲခံခဲ့ရတယ်လို့ထုတ်ပြန်ထားသလိုကွာလာလမ်ပူးမြို့အမ်ပန်ရက်စကတ်မှာလည်းလူပြောင်းအမှုဖွင့်ထားတယ်လို့သိရပါရယ် ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲတီဘောတိုက်ပွဲတွေနဲ့ပတ်သက်လို့တန်းမျိုးသားလူမျိုးရေးတမတော် TNL ရဲ့ပြောဆိုမှုကိုကန့်ကွက်ရှုံချပြီးတိုက်ပွဲကြောင့်ဒေသခံလူမှုထိခိုက်နှံ့မှုတွေအတွက်နှစ်ဖက်အဖွဲ့အစည်းတွေတာဝန်ယူဖြေရှင်းပေးဖို့ရှမ်းပြည်တိုးတက်ပါတီ SSPP ကအော်တိုဗလာ၁၈ရက်မှာထုတ်ပြန်ပါတယ်။အဲဒီတိုက်ပွဲတွေမှာအရေးနှိမ့်မှုလက်လွတ်ဆုံးရှုံးရမှုတွေဟာ SSPP ကအာနာသိန်းစစ်ကောင်မရှင်ရဲ့စစ်တပ်ကိုကူညီပေးမှု လမ်းကြောင်းဖွင့်ပေးမှုတွေကြောင့်ဖြစ်တယ်လို့ပြီးခဲ့တဲ့အော်တိုဘန်၁၉ရက်နေ့မှာ KNL ပြောခွင့်ရလွေရီဦးကသတင်းမီဒီယာတွေကိုပြောဆိုခဲ့ပြီးအဲ့ဒီကိစ္စဟာအခြေမြစ်မရှိတဲ့ဆွဆွဲမှုတွေသာဖြစ်တယ်လို့ SSPP ကထုတ်ပြန်ထားပါတယ်။အခုဖြစ်နေတဲ့ဟာကကျွန်တော်တို့ကဌာနချုပ်ကမသိရဘဲနဲ့ဒီတိုင်းကြီးထုတ်လွှင့်သွားတယ်ဆိုတာကကျွန်တော်တို့ဖွဲ့စည်းကိုထိခိုက်တာပေါ့ဗျာ။တကယ်လို့ကိုစလေချင်းတွဲဆောင်ပြင်းရင်ခေါင်းစဉ်တစ်ခုအနေနဲ့ကျွန်တော်တို့ဆွေးနွေးသွားဖို့ရှိတယ်လို့ SFPP ကဒုပုံမှုကြီးဖုံးခန်က ARR Times ကိုပြောပါရယ်အခုလိုထုတ်ပြန်ရတာဟာလူလူနားယောင်ပြီးဖြစ်မှန်မသိရပဲ SSPP ပေါ်နားလည်မှုလွဲမှာဆိုလို့ဖြစ်ပြီးသတင်းမီဒီယာကဖြေကြားမှုနဲ့ပတ်သက်လို့လည်းရခိုင်ကလေးက TNL ကိုယ်စားလှယ်တွေနဲ့နှစ်ဖက်တွဲဆုံမှုတွေမှာထည့်သွင်းဆွေးနွေးထားတယ်လို့၎င်းရဲ့ပြောပြချက်အရသိရပါတယ်အခုလိုဆွဆွဲမှုတွေဟာလူလူနဲ့တော်လန်ရေးအင်အားစုတွေကြောင့်ထင်အောင်ထင်မှားဖြစ်စေတဲ့အပြင် ၎င်းတို့ကိုနိုင်ငံရေးအရထိုးနှက်လိုမှု လူမှုတွေကြားစီးရုံးရေးကြဆင်းလိုတဲ့ရည်ရွယ်ချက်နဲ့ကြွတ်မနိုင်ကြီးမီးရှို့တဲ့ရန်လိုမှု စတဲ့အတုံးလုံးနဲ့ပြောဆိုသွားတာဖြစ်တယ်လို့ SSPP ကဖော်ပြထားပါတယ်။ဒါကြောင့်အပြင်းထန်ကန့်ကွက်ရှုံချပြီးနောက်နောက်အလားတူလှုပ်ကြံတဲ့ရင်ဖြန့်လွှင်းမှုတွေမရှိစေဖို့အတွက်ထိမ့်သိမ်းကြက်မှတ်သွားဖို့လိုအပ်ကြောင်းနဲ့နောင်ချိုကြောင်မင်းတီဘောတိုက်ပွဲတွေကြားမှာ၎င်းတို့အနေနဲ့ဘယ်ဘက်ကမှဝင်ရောက်ဆွတ်ဖက်တာမရှိကြောင်း SSPP ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ဒါအပြင်စစ်ပေးတံခံရတဲ့စစ်ပေးရှောင်လူလူတွေကိုစူးစမ်းကူညီတဲ့လူလူကစေးလုပ်ငန်းတွေသာလှုပ်ဆောင်ခဲ့တာဟာဒေသခံလူလူတွေအသိဖြစ်ပြီးတစ်ချိန်တည်းမှာပဲနှစ်ဖက်သောစစ်တပ်နဲ့ TNL စစ်ကြောင်းတွေဟာ SSPB SSA ထိန်းချုပ်နေမြေတွင်တိုက်ပွဲတွေပေါ်ဆောင်လာတယ်လို့ဆိုပါတယ်။အဲ့လိုတိုက်ပွဲတွေကြောင့်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးဆိုင်ပိုင်ဆိုင်မှုတွေစိုးဝါးစွာထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရလို့အထူးဝမ်းနဲ့စိတ်မကောင်းဖြစ်ရပြီးမဟုတ်မမှန်သတင်းဖြန့်လွှင့်မှုတွေအတွက် ် DNLA ဘက်ကတာဝန်ယူဖြည့်ရှင်းပေးဖို့လိုအပ်တယ်လို့ SSPP ကထုတ်ပြန်ပြောဆိုထားပါတယ်။ဒါအပြင်လူထုအသက်အိုးအိမ်စီးဆိုင်ပိုင်ဆိုင်မှုထိခိုက်ပျက်စီးဆုံးရှုံးမှုတွေအတွက်နှစ်ဖက်သက်ဆိုင်သူဖွဲ့စည်းတွေကတာဝန်တည်တည်နဲ့တာဝန်ယူဖြည့်ရှင်းပေးရမယ်လို့ဒေသခံလူထုတွေကိုစား SSPP SSA ကလေးနဲ့ဒီကြီးစွာ တိုက်တွန်းအသိပေးထားတယ်လို့ထုတ်ပြန်ထားပါတယ်။ SSPP ရဲ့အခုလိုထုတ်ပြန်ချက်နဲ့ပတ်သက်လို့ Every time သတင်းဌာနကသိရှိမေးမြန်းနိုင်ဖို့ DNL တာဝန်ရှိသူတွေစီတယ်လီဖုန်းအွန်လိုင်းတို့ကဆက်သွယ်နေစေဖြစ်ပြီးလက်ရှိအချိန်ထိတော့ပြန်လည်ဖြေဆိုလာခြင်းရှိသေးပါဘူးအိန္ဒိယနိုင်ငံကရုရှားကနေရေနံဝယ်ယူမှုမရက်ဆိုင်ရင်အိန္ဒိယကုန်စည်တွေပေါ်ပမာဏများပြားတဲ့စီးကျက်ခွန်တက်မှတ်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကချိန်ချလိုက်ပါတယ်အိန္ဒိယကရုရှားကနေရေနံဝယ်ယူတာရပ်တန့်မယ်လို့အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီက ပုပ်ပိုရေးရအာမခံခဲ့တယ်လို့ဒေါ်နယ်ထရန့်ကပြောပါရယ်။ရုရှားနဲ့ကုန်သွယ်ရေးဆက်ဆံမှုပြုလုပ်တဲ့တိုင်းပြည်တွေပေါ်အမေရိကန်နိုင်ငံကဖိအားပေးမှုအရှိန်မြင့်လာခြင်းသူကခုလိုမှတ်ချက်ပြုတာပါ။အမေရိကန်နိုင်ငံဟာလက်ရှိမှာထယ်လိတ်ကနေဆေးဝါးအထိအိန္ဒိယကုန်စည်တွေပေါ်စီးကျပ်ခွန်90ရာခိုင်နှုန်းထိသတ်မှတ်ထားပါတယ်။ရုရှားကနေရေနံတင်သွင်းမှုမရက်တရင်အိန္ဒိယကုန်စည်တွေပေါ်စီးကျပ်ခွန်တိုးမြင့်မယ်လို့ဒေါ်နယ်ထရန့်ကထပ်တလဲလဲထုတ်ဖော်ပြောခဲ့ပါတယ်။ အိန္ဒိယကရုရှားကနေရေနံဝယ်ယူမှုရပ်ဆိုင်းမယ်လို့ဝန်ကြီးချုပ်နရင်ဒရာမူရီကပြောကြားခဲ့တယ်လို့ဒေါ်နယ်ထရန့်ကဒီလာအစောပိုင်းမှာပြောပါရယ်ယူကရိန်းစစ်ပွဲစတင်ပြီးနောက်တန်ခတ်ပိတ်ဆို့မှုတွေချမှတ်ခံရပြီးနောက်ပိုင်းအိန္ဒိယနိုင်ငံဟာရုရှားကနေရေနံစိမ်းအများဆုံးဝယ်ယူတဲ့အတိုင်းပြည်တစ်ခုဖြစ်ခဲ့ပါတယ်။ဒူဘိုင်းမြို့မှာပြန်တန်းလာတဲ့တူရကီကုန်တင်လေယာဉ်တစ်စင်းဟာဟောင်ကောင်လေဆိပ်မှာဆင်းသက်ချိန် ရေးလန်းချော်ပြီးပင်လယ်ထဲထိုးဆိုင်ခဲ့လို့လူနှုတ်သိမ်းဆုံးခဲ့တယ်လို့လေဆိပ်အာဏာပိုင်တွေက ပြောပါရယ်တူရကီကုန်နင်းလေကြောင်းလိုင်း AACD by Boeing 747လေယာဉ်ဟာဒေသစံတော်ချိန်မနက်3:50မိနစ်မှာဟောင်ကောင်လေဆိပ်မှာပြေးလန်းချော်မှုဖြစ်ပွားခဲ့တာပါ ကုန်နင်းလေယာဉ်ဟာလေဆိပ်မှာဆင်းသက်ချိန်ပြေးလန်းချော်က လေဆိပ်နီးရှိရေပြင်နဲ့တစ်စိတ်တစ်ပိုင်းနစ်မြုပ်သွားခဲ့တာလို့ဟောင်ကောင်လေဆိပ်အာဏာပိုင်ဖွဲ့ကပြောပါရယ် ဖြစ်စဉ်ပြီးမှာတော့ဟောင်ကောင်လေဆိပ်မြောက်ပိုင်းကိလန်းကိုပိတ်ထားခဲ့ရတယ်လို့လေဆိပ်အာဏာပိုင်ဖွဲ့ကထုတ်ပြန်ချက်တစ်ခုတွင်ပြောပါရယ်ကိုနေလီယင်ပေါ်ပါအမှုရန်လေးကိုကယ်ဆယ်ခဲ့ပြီးမြေပြင်ဝန်ထမ်းတဦးနဲ့နောက်တဦးတို့သေဆုံးခဲ့တယ်လို့ဒေသန္တရရုပ်သံဌာန TVV ကဖော်ပြခဲ့ပါရယ်သေဆုံးသူမျိုးသားနှုတ်ဟာလေယင်ပြေးလန်းချော်စင်တိုက်မိတဲ့ရေပြင်ရှိကားတစ်စင်းကဖြစ်တယ်လို့ရဲတပ်ဖွဲ့ကိုကိုးကားပြီးမီဒီယာတွေကဖော်ပြပါရယ် ကုန်တင်လေရင်ပြင်းလန်းချုံရတဲ့အကြောင်းရင်းကိုဖော်ထုတ်ဖို့ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးမှုစတင်ခဲ့တယ်လို့ဟောင်ကောင်နေကျောင်းပို့ဆောင်ရေးဌာနကပြောပါရယ်